ကဲတယောက်ဆောင်ဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီမင်းသမီးဖွေးဖွေးအရကတင်းဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖောက်ကောက်လို့မရအဲ့တော့နိုင်ငံတော်ကိုပူးပေါင်းကူညီပေးဖို့ကြတော့ဒီနှစ်ယောက်ကပါဝင်လာဖို့ရှိမယ်ဖွေးဖွေးဆိုရင်မလုပ်ခဲ့လေခုယူတော့ဘောသူတို့ယူတော့ဘောမပူးပေါင်းလို့တဲ့စက်ကျင်တာမဟုတ်နှောက်ရှက်တာမဟုတ်တော့မပူးပေါင်းလို့ဖမ်းမိခဲ့တယ်ဆိုတော့မပူးပေါင်းလို့ဖမ်းတယ်ဆိုဘယ်တော့တနိုင်ငံတော့ဖမ်းနေလိုက်ပြီကွာဟဲ့လားတနိုင်ငံတော့ဖမ်းတယ်ငါတို့ဒီဘက်ရောက်ပြီလားဖမ်းတယ်လားဖွေးဖွေးလို့ရလို့ဆိုရင်အစိုးပိုင်းတော့ပြောတော့ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဒီမှာဖိုးဖိုးတို့လင်းအောင်လုပ်နေပတ်သက်တဲ့ information တွေအကုန်ရှိတယ်။ဥပမာတို့မွေးစေဝါတုံးတဲ့ကိစ္စတွေဆိုရှိတယ်။စေကွဲပြီးတော့ပြက်ကွဲနေရတဲ့ဆာရှိတယ်။ဟိုမှာလောက်တာလောက်ရအကုန်ကွဲကုန်မှာချက်တယ်။အပြီးတော့ဘလိုတွေနေတယ်ထိုင်တယ်ဆိုတာအဆက်နောက်ကျောင်းတွေအကုန်ပေါ်လိုက်အကုန်နန်းစီထွက်လာမှာဝေါ်နေထွက်လာရတာရှက်ကကွဲကြအောင်ဆိုတော့တလောက်ကြော်ပြီးမယ်အနာရင်ဖွဲ့စည်းတယ်မလုပ်ဘူး။ဩသူတို့တွေလည်းသူတို့အမှုပြန်ရှင်လွတ်လပ်ဆိုနေပါစေဆိုစိတ်နဲ့နေခိုင်းတာလေ။ပွန့်လည်းပြောရတယ်။ဒါပေမဲ့နိုင်ငံတော်ကူညီဖို့ကိစ္စမှာတလောက်မြစ်တာရဲ့ခံကူညီတောင်းလဲသူတို့မလုပ်ဘူး။အဲဖူးဖေးနဲ့ အလင်းအောင်လုံးဝမပတ်သက်ဘူးမပောက်ဘူးမပောက်ဘူးမပါတော့မပောက်ဘူးဖုံးမကင်တာလေဆိုတော့ဩအဲ့လိုတွေ့ရတယ်အဲ့တော့ကြည့်ရတော့ကြည့်ရတော့တို့ကလည်းကြည့်ရတော့ဟိုတမိုင်းဝင်ခြင်းတွေထင်ပါတယ်တမိုင်းဝင်ခြင်းထင်ပါတယ်တမိုင်းဝင်ခြင်းတော့အင်းစင်ကနီးနီးလေးရဲ့အသက်သမဲအဲ့ဒါနေတိုင်းအင်းစင်ရောက်ဝင်သဘောရှိတယ်အဲ့တော့တောင်းတိုင်းချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါလည်းအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မိတို့တွေဘယ်ကိုပြေးကြမှာလဲအဲ့ဒီ on it အခုကြော်ပြောပြီးဆိုတော့တစ်ဖက်သားပေါ့ပေါက်ပိုင်းလေးစက်အောင်လေးတက်ကောအခုကမပူးပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမိတို့မလို့မိတို့မရှိ ဟမ်အဲ့တော့အဲ့ဒီကောင်ကယူရောက်ပွဲလာဒီတော်လန်ကြီးကနိုင်သွားလို့ရှိရင်မင်းတို့ပဲကိုပြေးမှာအပြီးဆက်တော့ထိုင်းတော့ပြေးလာတာပဲထိုင်းပြေးဒီအမှစီးခဲ့တဲ့ခဏလေးမှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲကမ်ပိန်းမပူပေါင်းလို့ဆိုကာရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီဖွေးဖွေးကိုစစ်အုပ်စုကဖမ်းဆီးလိုက်တဲ့တရင်နဲ့ပတ်သက်ပြီးကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဖွေးဖွေးကိုဖမ်းလိုက်တာအတီးပြုတ်လာပါပြီတရင်ဌာနတွေကတက်လာဘလို့မှမဖြစ်တဲ့နေရာပြသူတို့တွေမဆက်ဘူးလားလို့ပဲမေးချင်တယ် ဒီကောင်တွေကိုထောက်ခံနေတဲ့လူတွေအနေနဲ့ဒါကြီးကိုငါတို့ဘက်မတူတဲ့လူပြောက်ကိုဖမ်းလိုက်လို့ဟေးပျော်စရာလို့ထင်းနေတယ်ဆိုရင်တော့ဒါဟာအင်မတန်ပိမ့်ပိုက်တဲ့အတွေးကိုအတိတ်ကမဲ့တဲ့အတွေးပဲဖြစ်နေတယ်။နော်ဘလောက်ပဲကိုထောက်ကိုနဲ့ဆက်ကျင်တဲ့အဖွဲ့ကလူတယောက်ဖြစ်နေပြီ။ဒီလိုဥပဒေနဲ့လုပ်တဲ့လုပ်ရက်ဒီထောက်ခံနေတဲ့လူတွေကိုပါစော်သားတယ်ဆိုတာကိုသူတို့တွေသိဖို့လိုတယ်။နော်အခုအတွေ့ရောင်ရွေးကောက်ပွဲကိုသူတို့အတွေ့ရောင်ရွေးကောက်ပွဲကိုမပူးပေါင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖွေးဖွေးကိုဖမ်းတာတဲ့။လက်ရှိလူတရာကျော်သွားပြီ။ နော်နောက်ဆုံး favor မှာအသေးလေးပေးတာတော့ဟာဟာလေးပေးတာဒီ favor မှာပေးတဲ့ဟာတော့မလိုက်ခမ်းတယ်ဆိုရင်တလောက်ကြောက်နေလားလို့ပဲမေးချင်တယ်နော်အဲ့တော့ရှင်းပါလေဘာဖြစ်လို့ကြောက်နေလဲလက်ရှိမင်းအောင်ဆိုင်ကကျွန်တော်မြဲပြောသလိုပဲဥပဒေနဲ့အာဏာသိမ်းထားတဲ့ရာဇဝတ်တော်မှာအဲ့တော့သူတို့ဒီလုံးဝဘောင်ဝင်မှုဘောင်ဝင်တဲ့အချိန်မှာတရုတ်နဲ့ရုရှားကိုခောက်ခေါက်စာတွားပြီးနောက်ဆုံးတရုတ်ကလုတ်တဲ့ပွဲကိုမင်းအောင်ဆိုင်ဖိတ်လိုက်တယ်ဒါပေမဲ့နိုင်ငံခေါင်းဆောင်အနေနဲ့ဖိတ်တာမဟုတ်ဘဲနဲ့စစ်တပ်ခေါင်းဆောင်အနေနဲ့နှက်ဖိတ်တာ ဖိနေတော့မိတေယုတ်ကသူ့ကိုပွဲထုတ်ပေးလိုက်တာကိုရှင်းရှင်းပြောရအောင်အဲ့တော့တေယုတ်ကပွဲထုတ်ပေးတာနဲ့အတွက်ဒီတေယုတ်ရဲ့လက်ဝေခံလို့ဆွဆွဲထားတဲ့အာဆီယံကလည်းသူ့ကိုချိန်နေဒါလို့လုံမယ်လို့မထင်ဘဲနဲ့အာဆီယံအစည်းအဝေးကိုချိန်နေတက်မယ်လို့ထင်မှတ်ထားတာအဲ့ဒီအချိန်မှာအာဆီယံအစည်းအဝေးလုံးဝတက်ဖွင့်မရဘူးလို့ဆိုရှင်ရန်ရမ်းပြီးအဲ့ဒီမှာပါးဆိုင်လာပြီးပောက်ပွဲတာပောက်ပွဲပြီးတော့ဘာတွေရှင်းလို့လဲပြည်သူကိုမဲတာနော်ဘလို့မှမဖြစ်တဲ့ကိစ္စကြီးအဲ့လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုတွားမှာမယ်လို့ပြောတဲ့ပါးစပ်ပောက်တယ် ကိုပစပောက်လောက်ကိုတန်ဖိုးရှိရလားလို့ပြန်မေးတယ်။ပါတီဆောင်ဒီမိုနွတ်လက်နဲ့တရားမျှတတဲ့ရွေးကောက်ပွဲကိုတွားမှာမင်းတို့ကနိုင်ငံရေးထွက်ပေါက်ပြီးရွေးကောက်ပွဲတွားတာကိုမင်းတို့ကမတွားချင်ဘူးဆိုတော့မင်းတို့ကဘာလဲလို့မေးနေတဲ့လူတွေဒီလိုအပယ်လေးပေးတာတော့ဟားလေးပေးတာတော့ကွန်မန်းလေးရေးတာတော့ဖန်စီထောင်ချတာပြည်သူတရားရော်ပါပြီ။အခုတရားဆောင်ဖွဲ့ဖွဲ့ဆိုတာနိုင်ငံကျော်တရားဆောင်တရားတူအတူကြိုက်ချင်အားပေးမယ်ချင်းချင်းလေးတူလည်းပြည်သူတွေကပြည်သူကြောက်မှာတူမအားပေးလဲဟာဘူးဒီတို့ရဲ့ရွေးကောက်ပွဲအားမပေးရအောင်ကြဖမ်းတယ်ဆိုတော့ ဘယ်ဒလောက်တော့လူမဆန်တဲ့လောက်ရက်တွေလောက်နေတဲ့ကောင်းတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုအောင်ဘယ်ဘယ်နိုင်ငံပြည်သူအဲ့လိုအုပ်ချုပ်ခိုင်းလဲလိုက်စားကြည့်ပါနော်အင်္ဂလန်ချင်းထိုင်းနိုင်ငံဆက်ပြီးတော့နော်ဒလောက်တော့အဲ့ကောင်းနေမြတ်ဗုဒ္ဓရာကိုလာပြောမယ်မြတ်ဗုဒ္ဓရာကမြတ်ဗုဒ္ဓရာခေါင်းဆောင်နေတာပြည်သူကိုကမ္ဘာနဲ့အဆက်ဖြတ်ထားပေးမယ်သူတို့စစ်တပ်ကိုတကိုးထွားပြီးတော့တန်ဖိုးရှိတဲ့စစ်တပ်ဖြစ်အောင်တိစောက်ထားတယ်မြမစစ်တပ်ချင်းကြားလွယ်ပြီးတော့ပြည်ပင်းထဲကလူမီးနဲ့ချတာအခုဘယ်ဘွားရောက်နေပြီအဲ့တော့အရင်ကရွှေလီစောင်းခဲ့တဲ့အရာတွေပြန်မအောင်ပြပါနဲ့မင်းတို့တွေစစ်တပ်ကိုတကယ်ချစ်နေဆိုရင် တတ်မတော်ကိုတတ်မတော်ချစ်စိတ်နဲ့ချစ်ကြပြီးတော့တော့ဥပမာပိုးဝေးတဲ့ရင်အဲပိုးဝေးကိစ္စမင်းတက်လာပါဘူးတင်းတက်လာပါဘူးကဲရှင်းပါမယ်เนาะအဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကသူတို့ကဒီပြည်ထဲမှာရှိတဲ့အမှုပညာရှင်တွေကိုအခုလိုမျိုးတင်းကျုံပြီးတော့နိုင်ငံစီးနေပြုတ်လာပြည်သူတွေအနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ဖို့လိုသလိုကျွန်တော်တော်လိုင်းရုပ်အရှိန်ပြဖို့လိုအပ်ပါတယ်နောက်ပြီးတော့စဉ်းစားကြည့်ပါဒီလိုမျိုးဝါရပြန်စကားကိုမပါတာနဲ့ဖမ်းမယ်ဆိုတဲ့အရာကြီးကအတိတ်ပဲရှိတာ။ကြားရတာနဲ့ဒီကျွန်တော်တို့ကရှက်။ကိုအားပေးထောက်ခံတဲ့ဘက်ကဒီလိုအလုပ်မျိုးလုပ်မယ်ဆိုရင်ပေပေလောက်ကိုရှက်စရာကြီး။ နော်ဒါပေမဲ့ရှစ်ဆရာကိုရှစ်ဆရာကောင်းမဲ့မတိတဲ့လူတိုင်းဝိုင်းဆိုရင်တော့ပြောမတတ်ဘူးဟုတ်တယ်လေမင်းတို့ကမင်းတို့ရွေးကောက်ပွဲလုပ်တာလေမင်းတို့ရွေးကောက်ပွဲငါအားမပေးဘူးလေဘယ်ကဘာမှလည်းမကြမ်းဘူးဒါမျိုးရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမထောက်ခံလို့ဖမ်းပါတယ်ဆိုတဲ့ဟာမျိုးဘလို့တတော်ရီလည်းမတိဘွာငါဒီမြန်မာပြည်မှာတတော်အောက်တိုင်းကြတဲ့ကောင်ကြီးဘလို့ဖြစ်လို့လာပြီးမွေးဖွားပြီးလူဖြစ်လာကြလဲဆိုတာစဉ်းစားလို့မရဘူးနော်အဲ့တော့ကျွန်တော်တို့ကဒီ online ရဲ့နိုင်မဖြစ်မယ်ဆိုတာစဉ်းစားကြည့်အခုမင်းအောင်နိုင်ရအနာတိတ်ကအနာမရသေးဘူးနော်သူလည်းပဲအနာမရသေးဘူးတူလည်းတရားမဝင်သေးဘူးနော်ချင်းချင်းပြောရင်မင်းအောင်နိုင်အနေထား စစ်တပ်ကခေါင်းဆောင်တယောက်ဖြစ်နေလို့ကဒါကအချိန်နဲ့သွားနေတာမင်းအမေကရာဇဝတ်ကောင်ဘဝရောက်နေပြီမြန်မာမာရောကမ္ဘာမာရောနှစ်ခုလုံးကရာဇဝတ်ကောင်ဖြစ်နေတဲ့ကောင်ကြီးအဲ့ဒါလို့ကောင်ကြီးကခွေးကြကြလာတဲ့နေ့အကောင်ဆုံးတော့မှာနော်လောက်ကအခုမင်းတို့မင်းအမေရဲ့ဒီစစ်တပ်ခေါင်းဆောင်ဆိုတဲ့အချိန်နဲ့ဒီစစ်တပ်ခေါင်းဆောင်အာဏာသိမ်းတော့လှုပ်ရှင်နေလုပ်မယ်ဆိုရင်မတော်လို့တော်လန်ရဲ့အပြောင်းနဲ့မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပြီရှိတော့ဘယ်လိုရင်ဆိုင်ကြမလဲအဲ့ဒါပြောတာနောက်ပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကလူတွေကိုလည်းပြောချင်ပါလေဒါကတော့ NUD ဘာဖြစ်ဖြစ်တိုင်းသား IR ဝင်ဖြစ်ဖြစ်ဒီတော်လန်ရင်းမှာ UNCC ဖြစ်ဖြစ်စတဲ့ဖြစ်ပေါ့နော်ဒီခေါင်းဆောင်ဘိုင်းနေတဲ့အထူးသဖြင့် NUD ရဲ့စည်ရင်းဌာနပေါ့နော်ဒါနဲ့စည်ရင်းဌာနတစ်ခုတည်းကိုလည်းကျွန်တော်တို့ပုံထားလို့မရအောင်ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာနိုင်ငံတကာရဲ့ Geneva Convention လို့နိုင်ငံတကာစစ်ဥပဒေလို့စတဲ့ဖြစ်ဒါတွေကိုလေးစားလိုက်နိုင်ရတာလေကျွန်တော်တို့နားလည်ပါလားဒါပေမဲ့ကျွန်တော်တို့ဒီဘာလုပ်နေတာလဲဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာမဟုတ်ဘူးတော်လှန်ရေးလုပ်နေတာတော်လှန်ရေးလုပ်တယ်ဆိုတာတော်လှန်ရေးနိုင်ဖို့အဓိကကိုဥတည်ချက်ထားရပါမယ်ဒါလေးကိုပြောင်းလို့မရဘူးနိုင်ငံတကာစီးပင်းစည်းကမ်းတွေလိုက်နာတာလိုက်နာတာကြောင့် တော်လှန်ရေးနိုင်ဖို့အတွက်ကတော့နံပါတ်1အရေးကြီးဆုံးနေရာမှာထားပါမယ်နော်ဘာဖြစ်လို့လဲခါကျဒီတာဝန်ရှိတဲ့လူကြီးတွေကျွန်တော်စကားပြောရတာလို့ကြားရင်ဥပဒေတွေကိုတအားကြီးအလေးပေးတယ်စာအုပ်ကြီးတိုင်းတအားဖက်တယ်နော်စာအုပ်ကြီးတိုင်းအားဖက်တယ်အာတော်လှန်ရေးကဘယ်လိုစနစ်နဲ့လုပ်ရတာဘယ်လိုဥပဒေနဲ့ဘယ်ရသွားလို့ဘယ်လိုဥပဒေနဲ့မညီဘူးလို့ဘယ်လိုလှုပ်ထုတ်လို့နီးမပါဘူးလို့လှုပ်ပိုင်ခွင့်မရှိဘူးလို့စတဲ့ဖြစ်ဒါတွေပေါ့ဒါတွေလုပ်လို့မရဘူးလို့ဆိုတော့အဲ့ဒီစာအုပ်ကြီးအတိုင်းအတာတွေကိုကျွန်တော်ရှော့ဖို့လိုတယ်အခုတို့တို့ဘက်ကကြည့်နော်တို့ဘက်ကရှင်းရှင်းလေးပဲကျွန်တော်အစအနေနိုင်ရှင်းပြတော့ပန်းလဲမယ်အခုတိုက်ပွဲတွေတစ်ဖက်တိုက်ခါတာ၅နှစ်ရှိပြီကြာ ုံမှန်းလဲမယ်။နော် PDF နေဖမ်းမိထားတာစစ်ကောင်စီကဘယ်နှယောက်ရှိတယ်။ဒီစစ်တပ်ကဖမ်းမိတာတော့ဒီစစ်တပ်ကကောင်တွေကိုဖမ်းမိတာတော့ဘယ်လောက်လဲတော့မပြောပြဘူး။ကျွန်တော်စင်းသွားတဲ့တနင်္လာနေ့တိုင်းမှာအဲ့ဒီထောင်မှနေမနေဘူး။ခရင်ဒီပါဆိုလဲဘုံကြီးနေလို့စင်းလို့ထောင်ထဲမှာစကားပြောနေတာအများကြီးပဲ။နော်ဒါအဲ့တခုလေတခြားတော့တိုင်းတဲ့ပြည်နယ်တွေဘုံကြီးအဒီထောင်နေထောင်နေမှာဘယ်လောက်ရှိလဲမသိဘူး။ဆိုတော့ကိုယ့်ဘက်မှာကျတော့သူတို့ကောင်ချင်းကမိတဲ့ကောင်တွေကိုအေးစင်းစင်းအဲတွင်းတွင်းပြုစုပြီးတော့ပြည်သူလှူဒန်းတဲ့လက်ခါတွေနဲ့ညှို့ဆော့ပြီးတွေးထားတယ်နော်သူတို့ဘက်မှာတုံ့ပြန်လဲနေဆိုတော့ PDF ဖန်တာတယောက်ရှိတယ် ရက်ပတ်တဲ့ဘာမှမဆိုင်တဲ့ကလေးတွေကိုလိုက်ဖမ်းအဲလိုက်ဖမ်းပြီးတော့ပတ်စံနဲ့လာရွေးခိုင်းတယ်လာရွေးခိုင်းပြီးတော့ရွေးနိုင်တဲ့ဒူတွေကိုစိုင်းဖို့နောက်ကနေချက်တယ်အဲ PDF နဲ့ပြပရင်ဝင်ပြန်အနှံပါလို့ဆိုပြီးတော့အဲ့ဒီရက်ပတ်တဲ့ဖမ်းပြီးတဲ့ကလေးတွေကိုလက်မှတ်ထိုးခိုင်းပြီးပြပတယ်လက်မှတ်ထိုးခိုင်းပြန်ချက်လိုက်တယ်ပတ်စံနဲ့ပြီးရွေးခိုင်းတယ်380 280 300ရနေစတယ်တော့အခုဆိုရာချီဖြစ်ပုံမရွေးနိုင်တဲ့ကောင်တွေဘာလုပ်လဲအနောက်မှာထားတယ်ချုပ်ထားတယ်ပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေဘယ်ကောင်တွေမဲပေါက်တယ်မင်းတို့မဲပေါက်တယ်မင်းတို့သားထည့်မလားသားထည့်မလားအာငါတို့ကလည်းကျွန်တော်တတိမသားကြီးကဝတ်ရှိဘလူကမလိုက်ရှင်လေးပေတွင်းလေး ်ပရိုစင်တာဖောက်ခံတဲ့ကောင်တွေကမသွားနိုင်ဘူးဘာလို့ပြန်ပြန်တိနေလားဝင်းစီဝဲဆွဲမှတိနေလားဘောပြန်မှတိနေလားဆိုအဲ့အင်အားကိုမထည့်ကြကြတော့ဘာဖြစ်လဲနှားထည့်ကြတယ်ရော့လားသိနေရပေးရော့အဆက်ဆက်ခုနကဖမ်းပြီးမယွေးနိုင်တဲ့ကောင်တွေထက်စစ်မှုထားတယ်ဟိုဒီလိုတွေလောက်နေတာလေအဲ့ဒီစစ်မြေဒီမှာဖမ်းပြီးတဲ့ပီဒီအက်အရှင်မတရားဘူးနီးမျိုးစုံနှိမ့်ဆက်တတ်ချက်ခံတယ်ကောင်တော့ဒါဒါတုံ့ပြန်ခံတာနော်နောက်တစ်ချက်အခုကျွန်တော်တို့ဘက်ကဒလန်တွေဖမ်းတယ်ဒလန်တွေဖမ်းတယ်ကျွန်တော်တို့ဘက်ကဖမ်းတဲ့ဒလန်နဲ့သူတို့ဘက်ကတနည်းပြစ်ပတ်တဲ့ပြည်သူဘယ်ဟာများလဲ ော်လန်ကြီးဘက်ကတလဖမ်းတဲ့ဂလန်ခင်ဗျားတို့ပြောလို့ရအဒလန်ဆိုပြီးတက်သားတော့ထအဲ့တော့ထဘာဖြစ်လဲအဲ့ဒီတော်လန်ရင်အင်အားစုဘက်ကတနင်္ဂနွေလုံးမှာတလတိတိအေးယူတဲ့ဂလန်ဥယျာဉ်နဲ့စစ်တပ်ဘက်ကတရက်ဘုံကျဲတဲ့ဥယျာဉ်ဘယ်ဟာများလဲမတင်ရတဲ့နေ့ဒီသူရှိလားတော့ဒလန်ဒလန်အောင်းနေမယ်ဒလန်အနှစ်လုံးဖမ်းတဲ့ခါနဲ့လူဥယျာဉ်ဘယ်လောက်ရှိတယ်ဒလန်တက်လို့ခံကုန်တက်မှာ၂ရောက်ပဲထိတာနော်ဒါပေမဲ့စစ်တပ်ကဘုံတစ်ခါကျဲဈေးကိုဘုံကျဲတဲ့စာတင်ကြောင်းကိုဘုံကျဲတဲ့ဆေးရုံကိုဘုံကျဲတဲ့စစ်ဘေးရောက်စခန်းဘုံကျဲတဲ့ရွာလယ်ကောင်ဘုံကျဲချတယ် ဘာမှမဆိုင်တဲ့စီရင်ပြစ်မှတ်တွေဘုံကျဲချလို့အစုလိုက်အပြုံလိုက်ဖေးရတာဘယ်နှကြိမ်ရောက်ရှိပြီလဲနော်အခုတော်လိုက်ဒီဒီအခုဒီတစ်ပတ်ဆိုရေးချင်ပုံပြလာပြီနော်ဘာမှမဆိုင်တဲ့အခုဒိုင်တာမိုက်ကြီးတော့ဘာလို့နော်အုံတိုင်းဆိုလည်းဘယ်နှကပြောအုံတိုင်းနဲ့တော်လိုက်နဲ့မှမဟုတ်တာမှန်ပြည်သူနဲ့ပြည်သူပဲဒိုင်နဲ့ဘယ်နှကပြောဆိုစာလေးတစ်လုံးရေးလိုက်ဟာလူတယောက်ကိုဘဝပြောင်းထောင်ထဲထက်တဲ့ထောင်ထဲမှာရှိတဲ့လူတက်တခေါမဒိန်းကောင်ကြီးကတော့ဝင်လိုက်ထွက်လိုက်ဟမ်ထောင်ထဲမှာပြည်နေတယ်ဘယ်လိုလဲနိုင်ငံအတွက်ကောင်းစေခြင်းတို့ပြောဆိုတဲ့လူတွေအားလုံးကိုထောင်ထဲပြည်အောင်ထည့်ပြတယ်ဟမ်ခုမကလူတွေကြတော့ဘာဖြစ်လဲ တလန်တက်တာတော့မှအခုမျိုးပြပြောက်ကြတယ်နော်မျိုးပြပြောက်ကြအင်အားတွေဘာဖြစ်လို့မပြတ်နိုင်လဲနံပါတ်၁မျိုးပြပြကြတယ်နေရထိုင်ရအင်မတန်ခက်ခဲတယ်နော်အင်မတန်ခက်ခဲတယ်ရက်တည်မှုခက်ခဲတယ်ဘာကျဲချဖို့ခက်ခဲတယ်ဒါပေမဲ့ပြင်းမတစ်ခုကိုစောင့်ကြည့်လို့တွေ့တွေ့ရတယ်အဲ့ဒီမှာဘိုင်းလည်းလုပ်လို့မရဘူးအစစ်စစ်တင်ရတယ်တင်တော့အပေါ်ဆုံးရောက်လို့ဟိုကလက်မခံဘူးဆိုရင်တွားမလုပ်နဲ့တွားလုပ်ရင်ချစ်ချစ်စစ်ကုန်ရုံးပို့ခဲ့တယ်ဆိုတော့ကိုယ့်ဘက်မှာကအလောက်ထိချုပ်ထားရတယ်သူတို့ဘက်မှာကြတော့အပန်းလေးပေးတာလာဖန်ထောင်ခဲ့တယ်ဟာဟာပေးလာဖန်ထောင်ခဲ့တယ်အခုရွေးကောက်ပွဲကိုသူတို့ရွေးကောက်ပွဲကိုမပူးပေါင်းလို့တဲ့ စမ်းမြင်တာမဟုတ်တောက်ချက်တာပုံတော့မပူပေါင်းလို့ဖမ်းပြီးထည့်တယ်ဆိုတော့မပူပေါင်းလို့ဖမ်းတယ်ဆိုပြီးတော့တနိုင်ငံလုံးဖမ်းတယ်လိုက်ပြီကွာဟဲ့လားတနိုင်ငံလုံးဖမ်းတယ်ငါတို့ပြပရရတယ်ဗျာလာဖမ်းတယ်လားစောက်ရှစ်နေလည်းမရှိကြဘူးဒီလိုဟာမျိုးကိုငါတို့ဘက်တော်သားပါလို့အားပေးနေတဲ့အတန်းစားတွေကိုလည်းကျွန်တော်အံ့ဩလို့မဆုံးဘူးအကောင်းပြောတာဒါကြီးရလေသူတို့ကတော့တွေးလားမတွေးလားတော့မသိဘူးဒါကြီးကမင်းတို့အားပေးနေတဲ့ဒူတွေကိုပါအခုလောက်ရက်ကြီးအစော်ကားတာပဲဘလို့လူမဆန်တဲ့လောက်ရက်တရားမမျှတာနဲ့လောက်ရက်ဥပဒေနဲ့လောက်ရက်တွေကိုလုပ်နေတာဒီငါတို့အားပေးငါတို့အားပေးတဲ့ဘက်အချမ်းမို့လို့အာဖန်တယ်လို့ဆိုလို့ရှိရင်အဲ့ဒါမင်းတို့ရဲ့တန်ဖိုးကသွားပြီ ။နော်ဒါလေးပဲပြောချင်ပါတယ်။အဲ့တော့ဖွေးဖွေးအခုလိုမျိုးလောက်တာဒီ immutable lumison နဲ့စုပ်ပဲ့တဲ့လောက်ရဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံမှာ DRNU တွေကိုဘယ်လိုနီးနေမှာတိုင်းပြည်ထဲမှာခြေချဝင်အောင်မပေးတင်ဘူး။နော်ကျွန်တော်နိုင်အောင်တိုက်တာဒီတော်နိုင်မယုံကြည်နဲ့နိုင်အောင်နိုင်နေဘာဖြစ်လို့လဲ။ PDF တွေများလာတယ်ဘလို့ကြောက်ကောင်းလာရင်အစမှာလက်တော့ကောင်းတော့ဒီဆန်နှပြရတဲ့အချိန်မှာတီတုအာနာကိုပြန်ပေးလိုက်ပြီစစ်တပ်ကစစ်တမ်းရပြန်လိုက်မယ်ဆိုအခုလိုမျိုး PDF တွေပေါ်လာစရာအကြောင်းရှိတာအဲ့ဒီအချိန်မှာဘယ်သူမှတော့လေးပါလာမကြိုက်ဘူးအရှင်းကဆန်နှပြသွားရင်အနောက်ကအမိုက်လိုက်တော့ အဲ့ဒီအချိန်မှာတိုင်းပြည်ကိုသိနိုင်ပြီးတော့စစ်တပ်စစ်တမ်းလျှောက်ပြန်လိုက်မယ်ဆိုရင်အခုလိုမျိုး PDF တွေပေါ်လာကြအကြောင်းရှိတာအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့မင်းတို့ PDF တွေကိုမောင်းလို့ရှိရင် PDF တွေပေါ်လာတဲ့ဇင်းမြစ်ကိုမင်းတို့တီးဖို့လုပ်တယ်အဲ့ဒါပဲတော့အခုဖွဲ့ဖို့တပ်ဖက်တွေရတဲ့ဖက်မင်းတို့ကတော့မင်းတို့မှာအကြောက်တရားနဲ့အနိုင်ကျင့်မှုလုပ်ပါမယ်ဒါပေမဲ့မင်းတို့လက်မှာခံနိုင်ရှိအောင်ကြိုးစားဖို့ဘာဖြစ်လို့လဲတော်လန်ရင်အောင်ဝိုင်းရင်မင်းတို့ကအစနိုင်ရှင်ပြပေါ့နောက်ဆုံးနိုင်ရှင်ပြတော်လန်ရင်ရှုံးဝိုင်းတော်လန်ရင်မှာပေါဝင်တဲ့သူတွေကိုနိုင်ငံတကာကဝင်းရံပြီးကူညီပြီးနိုင်ငံတကာမှာခုံလုံးဝေးရတယ် နော်နောက်ဆုံးတော်လှန်ရေးနိုင်ဝိုင်းမင်းတို့စစ်တပ်ထောက်ခံတဲ့အပိုင်းဝင်ဘလောက်ထလာမလဲငါတိကျတယ်ဟမ်ဘယ်လိုပြင်းမလဲမလို့တဲ့အခုတော်လှန်ရေးကဘက်ကလဲနိုင်ပြီးတော့မင်းတို့လည်းကြာရှုံးသွားပြီနော်ဒီစစ်တပ်ကလည်းအော်လစ်ပြောပါမင်းတော်လှန်ရေးကိုရှုံးသွားပြီမင်းတို့ထင်တာကပါလေတော်လှန်ရေးအဖွဲ့တွေကဒီစစ်တပ်အားလုံးကိုလာတိုက်မှာစစ်တပ်ထဲမှာပြည်သူဘက်ကရက်တီတဲ့စစ်ဗိုလ်ချုပ်ဘလောက်ရှိတယ်မင်းတို့တိတယ်ဟမ်မင်းတို့သွေးဘူးလားတော်လှန်ရေးထဲမှာမင်းတို့စစ်တပ်ထဲမှာပြောတာပြည်သူဘက်ကိုရက်တီနေတဲ့ဒါပေမဲ့လက်ရှိတော့မင်းအောင်မှလည်းအောက်မှနေနေရတယ်ဒါပေမဲ့ပြည်သူဘက်ကိုရက်တီတဲ့စစ်ဗိုလ်ချုပ်ဘလောက်ရှိတယ်မင်းတို့တိတယ် အဲ့တော့ဒေါ်နိုင်ချက်ချင်းပြောင်းလဲသွားလို့ရတယ်ဆိုတော့အဲ့ဒါလေအများကြီးရှိတယ်အဲ့လိုပြောင်းလဲသွားလို့ရှိရင်မင်းတို့တွေဘယ်ကိုပြေးကြမှာလဲအဲ့ဒီ order လုံးကြောင်မျိုးမျိုးဆိုတော့တစ်ဖက်သားပေါ့ပေါက်ပန်းလေးစက် order တက်ကောဟမ်မပူပေါင်းလို့ဖမ်းဖို့စီဖို့ပြောနေတယ်ဆိုတော့မင်းမလောက်မင်းမချာမဆက်ဟမ်အပြစ်ရလို့ဘာဒီယူနော့ဘောတယောလို့နောက်ဆုံးသူတို့ယူနော့ဘောအာဘာဖြစ်လဲညာဖြစ်လဲစန့်ကျင်လိုက်လို့ဖမ်းဖို့အော်ရင်မပြောပါသေးဘူးအခုကမပူပေါင်းလို့ဖမ်းတယ်ဆိုတော့လူကြားလို့တော့မကောင်းဘူးကွာမင်းတို့မလို့မင်းတို့မရှိဟမ်အဲ့တော့အဲ့ဒီကောင်တွေယူနော့ဘောကဒီတော်နိုင်ရဲ့နိုင်ငံလို့ရှိရင်မင်းတို့ဘယ်ကိုပြေးမှာလဲအဒီစားတော့ထိုင်းတော့ပြေးလာမှာပဲထိုင်းပြေးဒီအမစီးကြက်ကပြေးမှာ မင်းတို့ပြင်းတဲ့နေရာမရှိဘူးအကောင်းဆုံးကတော်ငယ်ရေးနိုင်ဝါကြီးတော်ပြီးစစ်တပ်ထောက်ခံတဲ့ဒီလိုမျိုးလူမဆန်လို့ရတဲ့ကိုလုတ်ခဲ့တဲ့လူတွေလုတ်ဖို့မြောက်ပေးတဲ့လူတွေအကောင်လုံးကရာဇဝတ်မှုတင်မှာအဲ့ဒီချိန်ကျရင်ထောင်ထဲမှာအကုန်ပြစ်မှာမဘူးနဲ့နော်အဲ့တော့မင်းတို့ကိုယ့်ဘက်ကိုကိုတွေးပါလူမဆန်တဲ့လုတ်ရတဲ့ကိုတအားကြီးလုတ်လာပြီဆိုရင်မကြပါဘူးချိန်နဲ့ကြာဆုံးနေတယ်သိလားဂရာဖီကိုကြည့်ပါဟာမင်းအောင်နိုင်အာနာရှိတယ်ဆိုတော့ဂရာဖီလားသိကောပေါ့မင်းတို့ရှိတယ်သိလားဒါပေမဲ့ဂရာဖီပဲဝါရောက်ပါနော်အဲ့တော့ငါတို့ကအင်ပါယာကြီးကမကြပါဘူးမကြပါဘူးခင်ရင်တော့မှားပါလိမ့်မယ် ကြတဲ့တနေ့ငါတို့ဘာလုပ်လဲခံနိုင်လားဆိုတော့တွေးတာပါတော့ပြည်သူတွေကတော့တာကြီးနာကြီးနေပြီအခုမိုးကုတ်မှာတံပြီးတော့မိစ္ဆာနှင်းနဲ့တံပေါင်းတီးနေပြီမိုးကုတ်ကလည်းတနိုင်ငံလုံးအောင်ဝဲလာနေပြီအင်တာနက်အသုံးပြုမှု24နာရီစောင့်ကြည့်ဖို့စစ်ကော်မရှင်ကော်မတီဖွဲ့ပြည်သူတွေတတိထားဖို့လေ့လာသူတွေအကြံပြု စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအင်တာနက်အသုံးပြုမှု24နာရီစောင့်ကြည့်မှုကော်မတီတရက်ဖွဲ့စည်းပြီးညွှန်ကြားထားတဲ့အတွက်အွန်လိုင်းသုံးစွဲသူတွေအနေနဲ့တတိထားဖို့လိလသူတွေကအကြံပြုပါတယ်အင်တာနက်ပေါ်ကသတင်းတွေကိုတံပြန်ဖို့နဲ့နိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုတာတွေကိုတားမြစ်အရေးယူနိုင်ဖို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကဩဂုတ်14ရက်နေ့ရက်စွဲနဲ့အမိန့်ကြော်ညာစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအမိန့်ကြော်ညာစာအရအင်တာနက်ပေါ်မှာ တည်င်းတူတည်င်းမာတွေတင်တာမဖွဲမရတွေတင်တာနိုင်ငံရေးအရာ တိုက်ခိုက်ပြောဆိုတာတွေကိုဥပဒေကြောင်းအရာတားမြစ်အရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ကော်မတီရဲ့လုပ်ငန်းတာဝန်တွေထဲမှာအင်တာနက်ပေါ်ကသတင်းတွေအပါအဝင်မဖွဲမရဘူးတွေဗီဒီယိုတွေနဲ့လိန်သားပေးကိစ္စရပ်တွေတင်တာအပြင်နိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုတာတွေကိုနည်းပညာကျွမ်းကျင်တဲ့ပညာရှင်တွေပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီး24နာရီစောင့်ကြည့်ဖို့ဖြစ်ပါတယ်။ ဒါအပြင်အဲ့ဒီအချက်တွေကို posting လာထုတ်လွှင့်တာမျှဝေတာအပေးအမြောက်ပြုတာတွေလှုပ်ဆောင်နေမှုအပေါ်နီးပညာအရရှာဖွေဖော်ထုတ်ပြီးတားမြစ်ဖို့နဲ့ကျူးလွန်သူတွေကိုတည်ဆဲဥပဒေတွေနဲ့ထိထိရောက်ရောက်အရေးယူဖို့တာဝန်ပေးထားတာပါလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီရဲ့ဖမ်းမအတွင်းရေးမှုဥတိုးစော်လက်ကပြည်သူတွေကိုဥပဒေအရတရားဝင်စောင့်ကြည့်တော့မှာဖြစ်လို့ digital လုံခြုံရေးနဲ့ပတ်သက်ပြီးတတိထားဖို့လိုမယ်လို့တက်လွင်တိုင်းကိုပြောပါရယ်ဒီအချက်လက်ကိုကြည်ချင်းအဖြစ် ြည်သူတွေကိုတရားဝင်စောင့်ကြည့်တော့မယ်ဥပဒေအရစောင့်ကြည့်တော့မယ်လိုအပ်ရင်လိုအပ်သလိုအရေးယူတော့မယ်ဆိုတာတွေကိုတွေ့ရပါတယ်အများကြီးသတိထားဖို့လိုပါမယ်အထူးသဖြင့်တော့ digital safety digital လုံခြုံရေးအခွင့်အရေးကိုပြောင်ပြောင်တင်းတင်းဥပဒေတရက်ထုတ်ပြီးသူတို့ကကင်တွေတော့မယ်အဲ့ဒါဆိုရင်နောက်တစ်ခုမေးစရာရှိတာအခု Telegram မှာစစ်တပ်လော်ဘီတွေရေးနေတဲ့တတင်းတူတတင်းမားတွေကိုဘယ်လိုလုပ်မလဲပေါ့နော်လို့ဆိုပါတယ် ကောမဒီအနေနဲ့အင်တာနက်ပေါ်ကသတင်းတူသတင်းမဖော်ပြနိုင်မှုတွေအတွက်အဖွဲဖွဲ့စည်းပြီးတံပြန်မှုအပါအဝင်ကျူးလွန်သူတွေအုံပြုတဲ့ဖုန်းနံပါတ်တွေပိတ်သိမ်းတာဘဏ်အကောင့်အချက်လက်တွေငွေသွင်းငွေထုတ်မှတ်တမ်းတွေရယူလာတဲ့ဘဏ်အကောင့်တွေကိုယာယီတားဆီးလာဖို့ဖြစ်ပါတယ်ဒီအတွက်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဗဟိုဘဏ်အပါအဝင်တက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့လုပ်ငန်းတာဝန်အဖြစ်ထည့်သွင်းထားတာပါ ဒါအပြင်ကျူးလွန်သူတွေအပေါ်သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေကတားမြစ်ပေးနိုင်မှုကန့်ကွက်စာအကြောင်းကြားစာတွေပေးပို့တာအပါအဝင်တည်ဆဲဥပဒေတွေနဲ့အညီတရားစွဲအရေးယူနိုင်ရေးအကြောင်းကြားမှုဖြစ်ပါတယ်။ လိလာသူတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံရေးအရာဝေဖန်တိုက်ခိုက်တဲ့အတန်တွေနဲ့အလုံးကစန့်ကျင်ကန့်ကွက်တဲ့အတန်တွေတိတ်ဆိတ်သွားအောင်လုပ်တာလို့ထောက်ပြကြပါတယ်။ကျောင်းသားကောင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကရွေးကောက်ပွဲကာလမှာပြည်သူတွေအနေနဲ့ကိုယ်သဘောထားယက်တီချက်နဲ့ပတ်သက်ပြီးအွန်လိုင်းအသုံးပြုတဲ့အခါလုံခြုံရေးကယူဆိုင်ဖို့အကြံပြုပါတယ်။ပြည်သူတွေအနေနဲ့ကတော့ရွေးကောက်ပွဲကာလမှာ online ပေါ်မှာဘာပဲဖြစ်ဖြစ် like လေးတစ်ချက်ဟန်လေးတစ်ခုကနေပြည်တနာတွေတက်သွားနိုင်တယ်ပြီးတော့နောက်ဆုံးထောင်ကျသွားနိုင်တယ်စစ်ကြောရေးမှာလည်းစစ်ကောင်စီရဲ့မတရားတပ်ဖြတ်မှုခံရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ပြည်သူတွေကိုမှာကြားချင်တာအထူးသဖြင့်ကိုယ့်ရဲ့လုံခြုံရေးကိုဂရုစိုက်ပါကိုယ့်သဘောထားရည်တည်ချက်ကဘာလဲဆိုတာနိုင်ငံတကာကလည်းသိပါတယ်သိအောင်လဲကျွန်တော်တို့ဆက်ပြီးပြပေးရမယ်တာဝန်ရှိတယ်လို့ဆိုပါတယ် လက်ရှိဖွဲ့စည်းထားတဲ့ကော်မတီမှာတော့ပြည်ထရေးတူဝင်ကြီးကဥက္ကဋ္ဌပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးတူဝင်ကြီးကဒုတိယဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒူရဲချုပ်နှစ်ကအတွင်းရေးမှူးဖြစ်တာဝန်ယူပြီးအဖွဲ့ဝင်၁၁ဦးပါဝင်ပါတယ်အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြပြအောင် နောက်ရှက်ဟန်တာရာဝေဖန်ရေးသားလှုပ်ဆော်တာတွေကိုစစ်ကော်မရှင်ကအွန်လိုင်းရောမြေပြင်မှာပါစောင့်ကြည့်ပြီးကျူးလွန်သူတွေကိုဖမ်းဆီးအရေးယူလာနေတာပါနိုဝင်ဘာ3ရက်နေ့အထိအထွေထွေရွေးကောက်ပွဲတွေကိုပြပြစေဖို့ရည်ရွယ်ပြီး နောက်ဆက်ဟန်တာဖြစ်စည်းတာတွေလှုပ်ဆောင်ခဲ့တဲ့ဆွဆွဲချက်နဲ့အမှုဖွင့်ရေးယူခံရသူ65ဦးအထိရှိလာတယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အရေးယူခံရသူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ဦးက24ကတိုးနဲ့အမှုဖွင့်ထားပြီးအဲ့ဒီပုံမှန်တွေရထောင်နဲ့အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်ရမယ့်အပြင်ငွေရန်လဲချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာပါ။ လိလာသူတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုပြပြအောင်ဝေဖန်ရေးသားတာဟောပြောလို့ဆိုတာနှောက်ယှက်ဟန့်တားတာတွေကိုဥပဒေနဲ့အရေးယူနိုင်အောင်ကြိုတင်စီမံထားတာလို့ထောက်ပြကြပါတယ်။ဒါအပြင်စစ်တပ်ပြောတဲ့အမှန်တရားကိုပဲလက်ခံတော့မဲ့အနေထားဖြစ်ပြီးအဲ့ဒါနဲ့စန့်ကျင်ကွဲလွဲရင်ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူဆောင်ကြည့်ဖို့လုပ်တာဟာဒီဂျစ်တယ်အခွင့်အရေးချိုးဖောက်တာလို့သုံးသပ်ပါတယ်။ မွန်ပြည်နယ်ဒေသခံတအူးကတော့2020ကနေလက်ရှိအချိန်ထိလူမှုကွန်ရက်အသုံးပြုမှုကိုကန့်သက်သုံးစွဲနေရတာမူစောင့်ကြည့်ခံရမယ့်ထဲမပါအောင်ကိုကိုကိုစောင့်ရှောက်ဖို့ပဲရှိတယ်လို့တန်လွင်တိုင်းကိုပြောပါတယ်အဓိကတော့ဒီကာလအတွင်းမှာဒီဟာကိုလူမှုကွန်ရက်ပလက်ဖောင်းတွေအကြောင်းမရှိရင်မတုံးတာပဲကောင်းလဲပါလို့ဆိုအနေရများတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့အချက်လက်တွေ data တွေကိုစောင့်ကြည့်နေတယ်ဆိုတော့လေခါတိုင်းလိုအဓိက2020တကယ်ကကျွန်တော်တို့မှာကိုယ့်ရဲ့အခွင့်အရေးပေါ့အများကြီးဆုံးရှာ တုံးထားတယ်ဆိုတော့ဒီထက်ပိုပြီးမဖြစ်အောင်အဓိကကိုကိုကိုပဲစောင့်ရှောက်ဖို့လိုတယ်လို့ဆိုပါတယ်